တဇောင်ဘုံလာပြည့်တာမင်ညာဖလာအခါတော်နေ့ဒီတဇောင်ဘုံလာပြည့်နေ့မှာဘာဖြစ်လို့တာမင်ညာဖလာအခါတော်နေ့ရဲ့လို့ပွားပေါက်လာတာလဲလို့ဆိုရင်တဇောင်ဘုံလာပြည့်ညာဆိုတာစင်းနှင်းမြူသိမ့်သူတွေမိကိုညင်မျိုးငှအိမ်ကင်းစင်တဲ့ညကောင်းခင်မှာကျမတဝဆာတောင်းတိတ်မရှိတဲ့ညတဲ့အဲ့တော့လာမင်းကြီးကလည်းပဲ တစ်မျိုးလုံးတစ်ကဘာလုံးကို ထိမ့်ထိမ့်လင်းလင်းသာပြီးတော့မိုးလီလာတို့ရဲ့ပြည်ချောင်းကုမုတ်တိယာကုမုတ်တရာကြာတွေပွင့်တယ်ညာတဲ့အစာမုံးလာပြီညာဆိုတာရွှေလာမင်းကြီးကလည်းပဲတစ်မျိုးလုံးတစ်ကဘာလုံးကိုตาပြီးတော့ကုမုတ်တရာကြာတွေကလည်းပွင့်တယ်ညာမှာရှိတုံရှိခေရှိခါကဒီတစာမုံးလာပြီညာဆိုရင်နှက်ခတ်တဲ့ပင်ပွဲတွေစင်ရင်ချင်းပါကြတယ် ပျော်ပွဲရှင်ပွဲတွေလောက်ကြတယ်ပေါ့အဲ့ဒီပျော်ပွဲရှင်ပွဲတွေလောက်ကြတဲ့ညမှာ အိတ်မပျော်တဲ့သူတယောက်ရှိတယ်သူ့နာမည်ကအဇာဒတတဲ့အဇာဒတကဘာဖြစ်လို့အိတ်မပျော်တာလဲလို့ဆိုရင်အဇာဒတတုမမွေးဖွားခင်ကတည်းကဖခင်ရဲ့ရန်သူဖြစ်ခဲ့တယ်အဇာဒတကိုမွေးဖွားမဲ့ဝေဒီမိဘကြီးကမမွေးဖွားခင်ကတည်းကဖခင်ရဲ့ရန်သူဖြစ်တဲ့ဒီသားကိုတတ်မယ်လို့ ဥယျာဉ်ထဲမှာတောက်သွားပြီးတော့ကိုယ်ဝန်ကိုဖျက်ချပါတယ်။တစ်ချိန်ဖျက်ချမအောင်မြင်၊နှစ်ချိန်ဖျက်ချမအောင်မြင်ဗိမိတာရာမင်းကြီးကငါမိဖုရားဘာဖြစ်လို့ဥယျာဉ်ထဲကိုတောက်သွားနေတာပါလဲလို့စုံစမ်းကြည့်တော့သူ့ရဲ့ရင်သွေးကိုတောက်သွားပြီးတော့ဖျက်ချတယ်။ဒီเจ้าရာကိုတီးတဲ့ဗိမိတာရာမင်းကြီးကမလုတ်ပါနဲ့ကွာတဲ့ငါ့ကိုတတ်ချင်လဲတတ်ပါစေတဲ့ငါ့ရဲ့ရင်သွေးလေးကိုတော့ ကောင်းကောင်းမွန်မွန်မွေးပေးပါလို့ဆိုတော့အဆောင်လျှောက်တွေနဲ့ထားတော့ဝေဒီမိပြားကြီးတတ်လို့မရတော့ဘူးပေါ့ဒါနဲ့အစာတသားလေးမွေးလာမွေးလာတော့အားလုံးသိတယ်လက်မှာခုနာပေါက်တော့ဘေမင်းတာမင်းကြီးကထွေးထုတ်ရင်ငိုလွန်းလို့ဆိုပြီးအဲ့ဒီသွေးတွေပြည်တွေအကုန်လုံးကိုမြိုချခဲ့တယ်ဒီလိုမေတ္တာတရားကရုဏာတရားကြီးမားလွန်းတဲ့အဖေကိုရာထူးအာနာပါဝါတွေလိုချင်လွန်းလို့ဆရာမိုက်ဒေဝရနဲ့ပေါင်းမိလို့ ခြေဘွားကိုဓာတ်နဲ့ခွဲစားနေတဲ့စာမီကြီးရဲရဲမှာကင်ပြီးတော့တပ်ပစ်ခဲ့တယ်။အဲ့လိုတပ်ပစ်ခဲ့တဲ့အကုသို့ကံတွေကြောင့်အဇရဒမင်းဟာ နေလဲအိမ်မပြောညလဲအိမ်မပြောဖြစ်ရတယ်။ဒီထက်ပိုဆိုးတာကသူ့ရဲ့ဆရာဖြစ်တဲ့ဒီဝရကြီးကလည်းပဲမြတ်စွာဘုရားကိုတည်ကြောင်းကြံစည်မှုတန်ဃာတော်ရှင်သူမြတ်တွေကိုပြစ်မှားမှုနဲ့စေတဝန်ကျောင်းသားမှာမြေမြိုသွားတယ်ဆိုတော့ ်ပို့ပြီးတော့မှထိတ်လန့်ကြောက်လန့်မိတယ်ပေါ့ဆရာပြီးရင်ငှအလေမြရောက်လာမလားဆိုတဲ့အတွေးနဲ့နေလဲအိမ်မပြောညာလဲအိမ်မပြောယင်ထဲမှာတောကတွေပရိဒေဝမိတွေတောက်လောင်ပြီးတော့ဒီလိုဖြစ်နေတယ်အခုလိုတဆောင်ပုံးလာပြီးအမတန်ตายရတဲ့ညဒီလိုညမျိုးမှာအဇရတမင်းဟာညီလာခံတပင်ခေါ်ပါတယ်ခေါ်ပြီးတော့တန်းရေးပြည်ရေးတွေမပြောတော့ဘဲသူ့ရဲ့ယင်ထဲမှာ အဘူဓာအလောင်ဓာတ်တွေများနေတယ်ဒီအဘူဓာအလောင်ဓာတ်တွေကိုလျော့ပါးစေဖို့အတွက်ဒီလိုညာမျိုးမှာသူတော်စင် သူတော်ကောင်းတွေနဲ့သူတော်စင်သူတော်ကောင်းတွေနားမှာစီးကပ်ပြီးတော့တရားနာကြရရင်ကောင်းမယ်လို့ပြောကြည့်တာပေါ့အဇရတပြောချင်တာကသူ့ရဲ့အနီးနားမှာခါးစားနေတဲ့ဆရာစီဝကကိုအဓိကထားပြီးတော့ပြောချင်တာပါဆရာစီဝကကိုဘာလို့ပြောချင်တာလဲလို့ဆိုရင်ဆရာစီဝကဟာ ီအံဘဝနလို့ခေါ်တဲ့တရဥယျင်တော်ထဲမှာတဇောင်းဝန်ကြီးဆောက်ပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတော်အပါ1250ကိုလှူထားတာလှူထားတဲ့အတွက်မြတ်စွာဘုရားနဲ့ရင်ရင်နီနီရှိတာဆိုလို့ဆရာဇီဝကပဲရှိပါတယ်။ဒါကြောင့်ဗောအဇရတမင်းကမင်းတို့ရဲ့မာယာပေါ့တဲတိုင်းမပြောဘဲနဲ့တွဲဝပြီးတော့မှပြောတယ်။ ူတော်စင်သူတော်ကောင်းတွေနားကိုချင်းကပြီးတော့တရားနာကျင်လိုက်တာလို့ပြောတော့အဲ့ဒီအဇရတမင်းနာမှာခါးစားနေတဲ့မူကြီးမယာသေနာပတိတရားလဲဘာသာမျိုးစုံလေတချို့ကလဲပူရနာကတ္တပတချို့ကလဲမက္ကလိကောတာလားတချို့ကလဲပကုတကေတာကမ္မလဒီလိုတွေဘာသာအမျိုးမျိုးကွဲနေတယ်သူတို့ဆရာတွေကဘလောက်ကောင်းတဲ့အကြောင်းတရားဟောဘလောက်ကောင်းတယ်ဆိုတဲ့အကြောင်းအချမ်းရံတွေဘလောက်များပါတယ်ဆိုတဲ့အကြောင်းအရှင်မင်းကြီးတာ ကျွန်ုပ်တို့ရဲ့ဆရာနာကိုချင်းကပ်ပြီးတော့တရားနာမယ်ဆိုရင်အရှင်မင်းကြီးရဲ့ယင်ထဲမှာအပူဓာတ်အလောင်ဓာတ်တွေဟာရင်းနဲ့ငိမ့်တတ်တယ်လို့အေးသွားပါလိမ့်မယ်စသဖြင့်ပြောကြတာပေါ့အဇရဒမင်းကစိတ်မဝင်စားပါဘူးဒီဒိဋ္ဌိဆရာကြီး6ယောက်ရဲ့တပည့်တွေပြောပြီးတော့ဆရာစီဘက်ကဘာမှထွက်မလာဘူးအဲ့တော့မှအဇရဒကမေးရတယ်တငယ်ချင်းတဲ့မင်းမကိုယ်ဝယ်အားထားစရာဆရာမရှိဘူးလားတဲ့မင်းဘာမှမပြောပါလားလို့မေးတော့အဲ့တော့မှ ဆရာစီဝကကထုတ်ပြောတယ်ရှိပါတယ်တဲ့ကျွန်တော်မှာသုံးလောကထွက်ထားသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိပါတယ်အေးအဲ့ဒီဘုရားနဲ့ငါတွေ့ကျင်တယ်ကွာငါ့ကိုစီစဉ်ပေးပါဆိုတော့စင်မရင်သား900စီစဉ်ပါတယ်နန်းတော်ထဲမှာရှိတဲ့အမျိုးသမီးတွေကိုလည်းပဲစေဝဒစာတွေစင်မြန်းပြီးတော့အယောက်900ပေါ့စင်မ900အယောက်900စင်ဘောကိုတက်ပြီးတော့မြတ်စွာဘုရားကိုဖူးမယ်လို့အဇရတမင်းကြီးထွက်လာခဲ့ပါတယ် စင်တွေကိုရွေးချယ်ရတဲ့အကြောင်းရင်းကစင်တွေဆိုတာခြီလုံးတယ်မြင်းနေလိုမျိုးဆူညံတာတိတ်မရှိဘူးဘယင်းနေဆိုတော့နည်းနည်းကြောက်တယ်လေအတန်ဆူညံရင်သူများလောက်ကြံပါဆိုလို့ခြီလုံးတဲ့စင်တွေကိုအသုံးပြုပြီးတော့မြတ်စွာဘုရားရှိကို ထွက်လာကြပါတယ်မြတ်စွာဘုရားတည်င်းသုံးတဲ့အမဝနဥယျာဏကိုရောက်တော့အဇရတမင်းကနည်းနည်းကြောက်တယ်ဘာဖြစ်လို့လဲလို့ဆိုတော့ဒီလောက်တန်ခါ1250တည်င်းသုံးနေတဲ့ ဥယျာဉ်ထဲမှာဘာသမ်းမှလည်းမကြဘူးတိတ်ဆိတ်ငြိမ်သက်နေတာပဲအဲ့တော့မှသူ့ရဲ့အနားမှာကပ်ပါလာတဲ့ဆရာဇီဝကကိုမတင်ကားနဲ့မတင်ကားမှုနဲ့မေးတယ်ပေါ့ဇီဝကတဲ့မင်းငါကိုရန်သူလက်ထဲကိုအပ်ဖို့တော့မဟုတ်တော့ပါဘူးเนาะမင်းငါကိုလဲပြားဖို့ခေါ်လာတာတော့မဟုတ်တော့ပါဘူးเนาะလို့မေးလိုက်တော့တုံတုံချီချီနဲ့ဖြစ်နေတဲ့ရှင်ဘရင်ကိုဆရာဇီဝကကအားပေးတယ် ရှင်မင်းကြီးတဲ့ဘာမှမကြောက်ပါနဲ့မပါရီမကြောက်ပါနဲ့တဲ့ဟိုးနာမစီမီလီထွန်းထားတာရှိပါတယ်အဲ့ဒီမှာမြတ်စွာဘုရားတရင်သုံးနေပါတယ်မြတ်စွာဘုရားနာကိုအချင်းကသွားပါလို့ပြောပါတယ်အဲ့တော့စင်တွေကိုရရပြီးတော့မြတ်စွာဘုရားနာကို အားလုံးဘုရားဖုမယ်ဆိုပြီးတော့အချင်းကသွားပါတယ်အထာကရာတွေမှာဖွင့်ဆိုထားတာတွေကတော့ဇာရတမင်းဟာမြတ်စွာဘုရားကိုသွားမတွေ့ရဘူးမတွေ့ရတော့ ဒီចောင်းប៉ប៉လည်းជីရှုပြီးတော့มาနေတယ်ဝိလည်းចောင်းប៉លုံနေတယ်ပေါ့ဗျာဘာဖြစ်လို့မတွေ့ရတာလဲဆိုရင်မြတ်စွာဘုရားကိုလောက်ကြံတက်ဖြတ်တေချောင်းကြံစီမှုတွေထဲမှာသူလည်းအပါဝင်ဖြစ်ခဲ့တာ ਉਹ ဒါကြောင့်မျက်နာပူလို့မတွေ့ရတာအဲ့ဒီမှာတန်ဃာတော်ရှင်သမြတ်တွေရဲ့အေးချမ်းတဲ့မျက်နှာတော်လေးတွေကိုជីပြီးတော့ဩအေးချမ်းလိုက်တာတိတ်ဆိတ်ငြိမ်သက်လိုက်တာဒီလိုတွေးနေရင်းနဲ့မြတ်စွာဘုရားကအဲ့ဒီမှာလှမ်းပြီးတော့နှုတ်ဆက်လိုက်တယ်မင်းကြီးတဲ့ သင်ချစ်တဲ့သူတွေကိုတရိယနေတယ်မလားလို့မြတ်စွာဘုရားကမေးပါတယ်။အဲ့တော့မှအဇရတမင်းကမှန်ပါဗျာတပည့်တော်ရဲ့သားလေးဥရိယဘတ်တာကိုတရိယမိပါတယ်ဗျာ။ဟောဒီတန်ဃာတော်ရှင်သူမြတ်တွေအိန္ဒြေယယညင်ညင်တက်တက်ဖြစ်နေတဲ့ပုံစံမျိုးလေးဖြစ်စေခြင်းလိုက်တာဗျာလို့ပြောပါတယ်။ဘာလို့ဖြစ်စေခြင်းတာလဲလို့ဆိုတော့ဥရိယဘတ်တာကြီးလာရင် ကျွန်တော်အဖိုးဘယ်မှာလဲလို့မေးရင်ဖြေရခက်မယ်လေ။ငါတားလိုက်ပြီဆိုရင် သူ့ကိုပြန်တမှကြောက်လို့ဥရိယဗဒ္ဒမင်းသားလေးကိုလည်းခုတန်ဃာတော်တွေရှင်သူမြတ်တွေလိုငြိမ်သက်ပြီးအေးချမ်းနေစေချင်တာပေါ့အဲ့ဒီမှာမြတ်စွာဘုရားရှင်မှာတာမင်ညဖလာတုတ်အကြောင်းမေးမြန်းပြီးတော့တာမင်ညဖလာတုတ်ကိုမြတ်စွာဘုရားကဟောတော်မူပါတယ်တာမင်ညဖလာတုတ်ဆိုတာယဟန်ဖြစ်ခြင်းရဲ့အကျိုးတရားတွေပေါ့နော်အဲ့ဒါတွေဟောပြီးတော့အဇရတလည်းပဲတရဏဂုံ၃ပါးတည်တဲ့ဗုဒ္ဓဘာသာဝင်ကောင်းတယောက် ဖြစ်သွားပါတယ်ဒါကတော့ တမညာဗလာတို့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်။အားလုံးပဲမကောင်းမှုတွေကို ဝေးစွာရှောင်ကျင်ကြပါ အမတ္တမမေတ္တာကရုဏာကြီးမားတဲ့မိဘနှစ်ပါးကိုကိုနဲ့တော်၎င်းနှုတ်နဲ့တော်၎င်းစိတ်နဲ့တော်၎င်းမပြင်းမမိအောင်စင်ကျင်သတိပြုကြပါလို့ပြောခြင်းပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။